မာယာမီ၌လာလီဂါပွဲကစားမဲ့အစီအစဉ်ကိုဖျက်သိမ်းဗိုလ်လံကျောက်သူများအတွက်ကျမတို့ရဲ့ 1M Channel ကပြန်လည်ကြိုဆိုလာပါတယ်။နာမည်ပြစ်စင်မှာလာတဲ့အမေရိကန်နိုင်ငံမိုင်ယာမီမြို့မှာဗီလာယူရဲ့ဘာစီလိုနာလာလီဂါပွဲကစားမဲ့အစီအစဉ်ကိုဖျက်သိမ်းလိုက်တယ်လို့လာလီဂါကကြေညာလိုက်ပါတယ်။ ဒီဇင်ဘာ20ရက်နေ့မှာကစားဖို့ရှိနေတဲ့ဗီလာရီရဲဘာစီလိုနာပွဲကိုမိုင်ယာမီမြို့မှာကစားဖို့စပိန်ဘောလုံးဖွဲ့ချုပ်ဘက်ကအတည်ပြုချက်ရခဲ့ပေမဲ့လာလီဂါကလပ်အသင်းတွေဘက်ကစန့်ကျင်မှုကြောင့်အခုလိုမျိုးဖြတ်သိမ်းဖို့ကိုဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။အခုတစ်ပတ်ကစားခဲ့တဲ့လာလီဂါပွဲစဉ်ချုံမှာလာလီဂါပွဲစဉ်ကိုစပိန်နိုင်ငံပြင်ပမှာကစားဖို့ဆုံးဖြတ်ချက်ကိုကန့်ကွက်တဲ့အနေနဲ့ပွဲစ15စက္ကန့်တွင်ဘာလုံရှားမှုမှမပြုတ်လောက်ပေးခဲ့ကြတာပါ။လာလီဂါရဲ့ကြေညာချက်ထဲမှာတော့ပွဲဥစီစဉ်မှုအတွက်အချိန်မလုံလောက်တာကြောင့်မိုင်ယာမီမှာလာလီဂါပွဲကစားမ င်းအစီအစဉ်ကိုဖျက်သိမ်းလိုက်တာဖြစ်တယ်လို့យေတာထားပါတယ်။ဒါကြောင့်အဆိုပါပွဲကိုမူလဆီစဉ်ထားတဲ့အချိန်ဖီလာယူရဲတင်အင်ကွင်းမှာပဲကစားတော့မှာဖြစ်ပါတယ်။မိုင်ယာမီမှာကစားမဲ့ပွဲစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းဆုံးမြတ်ချက်ကိုဗီလာယူရဲအင်ကွင်းမှာကစားခဲ့တဲ့မန်စီးတီးတင်းနဲ့ချန်ပီယံလိပွဲစဉ်မှာကျင်ညာလိုက်တာဖြစ်ပါတယ်။လာလီဂါဥက္ကဋ္ဌတီဘတ်အနေနဲ့လာလီဂါပွဲကိုစပိန်နိုင်ငံပြင်ပမှာကစားဖို့အတွက်ထပ်မံစူးစမ်းတောင်းမှာဖြစ်တယ်ဆိုတော့တုံးသက်ပြောကြားမှုတွေလည်းရှိနေပါတယ်။